င်္ဂလာပါဒူးလူ official channel ရာနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ဒီမဲ့သရှင်လေးကတော့ခိုင်သာဒီဆိုထားတဲ့တခုသောမိုးလူဤတနေ့တနေ့ဆိုတဲ့သရှင်လေးဖြစ်ပါတယ်ခင်ဗျာဒီသရှင်လေးမှာဆိုလို့ရှိရင်ကိုကတော့၄ကော့ပါပါတယ် C ရဲ့ A minor ရဲ့ D minor ရဲ့ G ရဲ့ဆိုပြီးတော့၄ကော့ပါပါတယ်အဲ့ထဲမှာမှာကျွန်တော်တို့သင်ပြီးသား C ရဲ့ A minor ရဲ့ G ရဲ့ဖြစ်ပါတယ် D minor လေးရတော့မသိရသေးဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ကော့လေးတွေရင်ကြည့်လိုက်မယ်နော်ကော့လေးတွေက C A minor ပြီးတော့ G D minor ကျန်တယ်ပေါ့နော် D minor D minor မှာဆိုလို့ရှိရင်ကျွန်တော်တို့က1 2 3ကျိုး1 2 3ကိုနှိပ်ရမယ်အဲ့မှာ4 5 6ကလွတ်နေတယ်ပေါ့နော်4 5 6ကလွတ်နေတဲ့ခါမှာကျွန်တော်တို့ကဘယ်လိုတီးရမလဲဆိုတော့5နဲ့6နဲ့ကကျွန်တော်အမှားချက်လေးပြထားတယ်ဒါပါပြောရလဲဆိုလို့ရှိရင်5ကျိုးနဲ့6ကျိုးနဲ့ကိုကျွန်တော်တို့ကမြုပ်ပြီးတီးရမှာပေါ့နော်အဲ့ဒါပြောင်းတီးရမယ် ဖိုးကျိုးကတော့ကျွန်တော်တို့မနေရဘူးဒါပေမဲ့ဖိုးကျိုးကတော့အတန်ထွက်အောင်တီးရပါမယ်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ပြီးရင်ကျွန်တော်တို့ကဒီပိုင်းနှက်ကင်နာလေးကတော့လက်ညှိုးလေးကတစ်ကျိုးတစ်ဘက်ကိုထောင်းမယ်နောက်ပြီးတော့လက်ကလေးလေးက၃ကျိုး၂ဘက်ကိုထောင်းမယ်လက်တကြွေကတော့နှစ်ကျိုး၃ဘက်ကိုထောင်းမယ်ဒါဒီပိုင်းနှက်လို့ခေါ်ပါတယ်နော်ကျွန်တော်လက်ခက်လေးတွေကဗာလက်ခက်နဲ့နေမယ်ဆိုဒီသင်းမှာတော့ကိုကိုပတ်တံဝန်ခရိုင်းလေးတွေတည်တဲ့လက်ခက်လေးပါပဲ အပေါ်အောင်အပေါ်အောင်တီးတဲ့တစ်ခက်လေးပေါ့နော်အာကျွန်တော်တို့ဒီမိုင်းနာမှာဆိုလို့ရှိရင် ပေါ်တီးမယ်ဆိုလို့ရှိရင်၄ဂျိုးပဲတီးရတာဖြစ်တယ်ပဲပေါ်တီးမယ်ဆိုရင်၄ဂျိုးရယ်၃ဂျိုးရယ်တီးမယ်အောက်တီးမယ်ဆိုရင်၂ဂျိုးရယ်၃ဂျိုးရယ်တီးမှာဖြစ်ပါတယ်နော်ဘယ်လိုလေးလဲဆိုတော့ကျွန်တော်တီးပြမယ်နော်လို့ဖြစ်မှာပေါ့နော်။ Okay ဒီ session မှာတော့ဘားပြည့်တွေမပါပါဘူး။သူဟာဘားတွေပဲဖြစ်တဲ့အတွက်ကျွန်တော်တို့ကကော့တကုတ်နှစ်ချက်စီတီးမှာပေါ့နော်။1 2 3 4အဲ့လိုလေးနှစ်ချက်စီတီးတော့မှာပဲဖြစ်ပါတယ်။ ကျွန်တော်အဲ C A minor D minor G တစ်ခေါက်ပြင်တီးပြမယ်เนาะတချင်းတစ်ပုတ်လိုက C A minor D minor G တွေပဲသွားမယ်ပေါ့เนาะ round ဒီတိုင်းပဲ round နေမှာပေါ့เนาะဟုတ်ကဲ့တခြားတခြား chord တွေမပါတော့ပြီးတော့အရင်လဲလွယ်ပါတယ်เนาะ light ပြီးတော့ D G ပေးပါ1 2 3ဒါလေးပဲเนาะတခြင်းလေးက C ဆိုရင်လည်း C O နှစ်ချက်ဒီမဲ A minor ဆိုလဲအပေါ်နှစ်ချက်ဒီမဲ D minor ဆိုလဲအပေါ်နဲ့အောက်နဲ့နှစ်ချက်ဒီမဲ G ဆိုလဲအပေါ်နဲ့အောက်နဲ့နှစ်ချက်ဒီမဲเนาะဒါပါပဲโอเคကျွန်တော်တို့ဒါဆိုလို့ရှိရင်ရမယ်လို့ပြောလင်းပါတယ်သရှင်းလေးဖွင့်ပြီးတော့အစဆုံးကျွန်တော်လည်းတူတူလိုက်ဒီလဲအောင်เนาะ ိုရင်မိတ်ဆွေတို့သဘောပေါက်မယ်လို့ယုံကြည်ပါတယ်ခင်ဗျာရှင်းလေးရလွယ်လွယ်လေးပဲเนาะ C A minor D minor G ကို round ကောပေါ့เนาะ C နဲ့ A minor တစ်ပါး D minor နဲ့ G နဲ့တစ်ပါးအဲကြောင့်မလို့ C နှစ်ချက် A minor နှစ်ချက် D minor နှစ်ချက် G နှစ်ချက်အဲ့လိုလေးတီးသွားတာပဲဖြစ်ပါတယ်เนาะဟုတ်မရှင်းတာရှိလို့ရှင် comment မှာမေးလို့ရပါတယ်နောက်နေ့ကျရင်ရှင်းတဲ့လေးနဲ့ပြန်ပြီးလာကြပါမယ်အားလုံးပဲ thank you ပါခင်ဗျာ